ဒီဒုက္ခနဲ့တွေ့နေတဲ့အချိန်မှာအမျက်ထုတ်နိုင်ဖို့လိုတယ်။အော်ဘဝဆိုတာဒီလိုပါလား။မမျော်လင့်တာတွေဖြစ်မယ်။ဘာမှသေချာမှုရေရာမှု မရှိဘူး။ဒါကြောင့်ဟိုတနေ့ကတော့ဘုံဘုံစောင့်ဘုတ်လေးရေးပြသေးတယ်။နော်အတုဘမမရဏနုဒတိကမထစီပြန်ဖို့ပေါ့လေ။အကြောင်းစုံလှလူဘဝဘာမှမရေရာ။ကြုံနိုင်သည့်ဘေးစုံအောင်တွေးနေရေးမသေချာ။အကြောင်းတရားတွေကအစုံလုတ်ခဲ့တာ။အဲ့တော့လူဘဝကြီးမှာမနေ့ပြန်ဘာဖြစ်မယ်ဆိုတာဘယ်သူမှမသိဘူး။ အကြောင်းစုံလှလူဘဝဘာမှမရေရအဆန်ရှိတဲ့လူတွေကိုလည်းပဲရေရတယ်သေကြတယ်လို့သွားမထင်နဲ့အချိန်မရွေးကောက်ကနေဖြစ်နေတာဖြစ်နေအကြောင်းစုံခဲ့တာဟိုအများကြီးလုတ်ခဲ့တာကျုပ်တို့ကဟုတ်လားအကြောင်းစုံလှလူဘဝဘာမှမရေရကြုံနိုင်သည်ဘေးစုံအောင်တွေးနေရေးမသေးကြကြုံနိုင်တဲ့ဘေးတွေကစုံအောင်တွေးမယ်ဆိုရင်နေရေးမသေးကြဘူးဆိုတာထင်ရှားတယ် အမျိုးမျိုးသောကြောင်းတရားကြောင့်ဒီခန္ဓာကိုယ်ကြီးကမဖြစ်နိုင်တော့ပျက်စီးနိုင်နေဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့နောက်ဆုံးเนาะအကောင်းဆုံးအမြင့်မားဆုံးအမြင်ဆိုတာအဲ့ဒါကိုပြောတာ